2025အောက်တိုဘာလ22ရက်နေ့ကနေစပြီးထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နားမှာရှိတဲ့အွန်လိုင်းလိမ်လည်မှုတွေသို့မဟုတ်ကြားဖြတ်လုပ်ငန်းတွေအကြီးအကျယ်လုပ်ကိုင်နေတဲ့ KK Bus စင်တာကနေလူပေါင်းထောင်နဲ့ချီပြီးထိုင်းနိုင်ငံမဲဆောက်မြို့ကိုရောက်လာခဲ့ကြတဲ့အကြောင်းကိုထိုင်းမီဒီယာတွေကသတင်းထုတ်ပြန်ချက်အရသိရပါဗျ။တကယ်တော့ဒီလိုအုပ်စုလိုက်ကြီး KK Bus ကိုစွန့်ခွာထွက်ပြေးလာမှုတွေဟာအောက်တိုဘာလ22ရက်နေ့ကလေးကစခဲ့တာဖြစ်ပြီးတရုတ်လူမျိုးအများစုပါဝင်ပြီး ိုင်ငံပေါင်းစုံကလူမျိုးပေါင်းစုံယာနဲ့ချီပြီးထွက်ခွာနေကြတဲ့လူအုပ်ကြီးကိုမြင်တွေ့ခဲ့ကြရတဲ့ဒေသခံတွေကဓာတ်ပုံဗီဒီယိုတွေရိုက်ကူးပြီးအွန်လိုင်းပေါ်ပြန်တင်ကြရတာကနေစပြီးပြန်နှံနေကြတာပါကကေဘက်ကနေထွက်ပြေးတိမ်းချောင်လာခဲ့ကြသူတွေဟာများပြားလို့လှတာကြောင့် မက်ထိုတလီကားလန်ဟာ၂၀နှစ်နှစ်ညမောင်တဲ့အထိကားလန်တွေပိတ်ဆို့နေကြရပြီးထွက်ပြေးတိမ်းချောင်လာတဲ့အထက်ကတတိတွေ ID ပညာရှင်တွေကိုတော့ပထမဦးစားပေးအနေနဲ့ဘေးလွတ်ရာနယ်မြေတွေကိုရွှေ့ပြောင်းပေးထားကြပြီးကြားပြလုပ်ငန်းတွေကယာရူးကြီးနိုင်ငံသားတွေကိုတော့ BGF တပ်ဖွဲ့ကတဲချောက်တင်တဲ့ကားတွေကိုပါတုံးလို့မြောက်ရီမြို့နယ်ဆက်ကန်တဖို့မှာရှိတဲ့ကြားပြလုပ်ငန်းရုံတွေကိုပို့ဆောင်ပေးလို့နေခဲ့ပါတယ်။ ာမန်ဒေသခံတွေနဲ့ကြားဖြတ်လုပ်ငန်းရဲ့ခွေးသွားစင်ငယ်နေရုပ်လေးများကတော့မဲထော်သလေးရွာကနေမြောင်းရီဘက်ကိုစီးစရာကားရတဲ့အထိညအိမ်ဆောင်ဆိုင်ခဲ့ကြရပြီးတက္ကစီကားတွေဟာလူတယောက်ကို9000ကျပ်ကနေတသိန်းအထိကိုဈေးကပေါက်လို့နေခဲ့ပါတယ်အခုဒီဗီဒီယိုလေးမှာတော့ကေကေဘက်ကြားဖြတ်လုပ်ငန်းဇကောင်းခွဲရကနေရတဲ့နောက်ွယ်ကအဖြစ်ပြက်တွေနဲ့အကြောင်းရင်းတွေအိန္ဒိယနိုင်ငံတွေကတုံ့ပြန်မှုတွေဒီအဖြစ်ပြက်ရဲ့နောက်ဆက်တွဲအကျိုးသက်ရောက်မှုတွေကိုနိုင်နိုင်ချွတ်ချွတ်ရှာဖွေစူးစီးပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မင်္ဂလာပါ မိတ်ဆွေတို့အခုခန်းစားနားဆင်ကြည့်ရှုနေကြရတာကတော့ဗာမီမီဒီယာဖတ်စ်ကတင်ဆက်ပေးနေတာဖြစ်ပါတယ်။ရှင်လန်းချမ်းမြေ့ကြပါစေရှင်။ဇလန်းတွေအားလုံးရဲ့အစားက2025အောက်တိုဘာလ19ရက်နေ့ကညရီမျိုးရဲ့တောင်ဘက်ခြမ်းကကေကေဘက်ကြားဖြတ်ရုံဧရိယာတစ်ခုကိုတမတော်ကဝင်ရောက်စီးနှင်းမှုလှုပ်ဆောင်ရာကနေစတင်ခဲ့တာပါ။နမကြီးကြားဖြတ်ကေကေဘက်ဆိုတာမြေဧရိယာအလုံးကိုကျယ်ဝန်းပြီး site 1 2 3 4 5 6ဆိုပြီး site တွေခွဲထားကတစ် site ကိုလူဦးရေ2000နဲ့အထက်မှရှိနေခဲ့တဲ့နေရာပါ။ တက်မတော်ကဝင်စီးခဲ့တာကစိုက်6ဖြစ်ပြီးစီးနှင်းမှုမှာအဆောက်အုံမျိုးစုံ229လုံးနဲ့စောက်လုံးဆဲအဆောက်အုံမျိုးစုံ53လုံးတွေ့ရတယ်လို့ကနအူးထုတ်ပြန်ခဲ့ပါတယ်။စီးနှင်းမှုရဲ့နောက်ပိုင်း19ရက်နေ့ကနေ22ရက်နေ့အထိကေကေဘတ်ထဲကကြားပြတ်အလို့သမားလို့ယူဆလို့ရတယ်။တရားမဝင်နိုင်ငံသားသားကြား134ဦးမ4ဦးအပါဝင် စုစုပေါင်း138ဦးကိုထိန်းသိမ်းနိုင်ခဲ့တဲ့အပြင်ကြပြလုပ်ငန်းနဲ့ဆက်ဆက်တဲ့ကွန်ပျူတာတွေ Starlink အင်တာနက်ဆက်ပစ္စည်းတွေကိုပါတင်ဆက်ရရှိခဲ့ပါတယ်။ ဝင်ရောက်စီးနှင်းမှုဖြစ်ပြီးနောက်ရ20ရက်နေ့ကနေစပြီး22ရက်နေ့မနက်8နာရီမထိုးခင်အခြားဆိုင်တွေဟာပုံမှန်လဲပတ်နေခဲ့ကြပြီးရုတ်တရက်ပေါ်ထွက်လာခဲ့တဲ့ဝင်ရောက်စီးနှင်းမယ်ဆိုတဲ့သတင်းကြောင့်သာကတုံးကယုံဖြစ်လို့အခြေအနေမကောင်းကြောင်းအားလုံးသိခဲ့ကြလို့လုပ်ငန်းရပ်ဆိုင်ခဲ့ကြတာပါ။ ကကေဘတ်ရဲ့အခြားဧရိယာတွေကိုထပ်မံစီးနင်းမယ်ဆိုတဲ့သတင်းတွေအတိအကျထွက်ပေါ်လာခဲ့တာကြောင့်ကြားဖြတ်လုပ်ငန်းလုပ်ကိုင်သူတွေဟာအောက်တိုဘာလ22ရက်နေ့မနက်ခါနေစပြီးထွက်ပြေးတင်းရှောင်ကြရပြီးတရုတ်နဲ့အခြားနိုင်ငံသားတွေအများစုကိုတော့လုံခြုံရေးအဖွဲ့အစည်းတွေကဘေးလွတ်ရာကိုခေါ်ထုတ်ပေးသွားခဲ့ကြပါတယ်။ကြားဖြတ်လုပ်ငန်းလုပ်ကိုင်သူတွေကတော့ ခပြေးတင်းရှောင်ကြတာမဟုတ်ပဲဝင်ရောက်စီးနေမယ်ဆိုတာကိုကြိုပြီးသိထားကြတာမို့ခဏအနားယူကြတာပါစိတ်မပူပါနဲ့လုပ်ငန်းတွေကရှိနေပါသေးတယ်လိုင်းမော်ကတက်လာတဲ့တဲ့ရင်တွေကြောင့်စိတ်ပူနေကြတဲ့ကြာဖြတ်လုပ်ငန်းလုပ်ကင်သူတွေရဲ့မိသားစုတွေကိုပျော်ပြဖြစ်ရှင်ခဲ့ပါတယ်။ဆိုလိုတာကသူတို့တွေခိတအရှောင်ပြတာနိုင်ငံရဲ့အခြားစိတ်ပိုင်းတွေမှာသူတို့လုပ်ငန်းတွေအေးစိတ်လဲပတ်နေကြပါသေးတယ်။အခုခဏအနားယူတာပါပေါ့။ကြာဖြတ်လုပ်ငန်းလုပ်ကင်သူတွေရှောင်ပြေးကြတဲ့နေရာမှာချစ်ချင်းတစ်မျိုးတက်စီနဲ့တစ်ဖုံး မြောက်ရီမျိုးဘက်ကိုကမ်းလုံးညွတ်လောက်သွားနေကြတဲ့လူအုပ်ကြီးတွေတဲက69ရာခိုင်နှုန်းကလုပ်ငန်းလည်ပတ်ဖို့အတွက်ပြည်စီညောက်တောက်လောက်တာအသုံးဝင်နေခွေးသွားစိတ်လေးတွေဖြစ်ကြပြီးလုပ်ငန်းကျင်းပပညာရှင်တွေနဲ့နိုင်ငံသားသားတွေကိုတော့ BGF အဖွဲ့ကလုံခြုံရေးယူပေးပြီးမြောက်ရီမျိုးနယ်စပ်ကန်တဖူကကြားပြတ်ရုံတွေကိုရွှေ့ပြောင်းပေးခဲ့ပါတယ်။အောက်ခြေလူဒန်းစားကြားပြတ်လေးတွေကတော့အကြောက်လွန်ပြီးထိုင်းမဲ့ချန်ထွက်ပြေးသူတို့ချို့ဟာထိုင်းစစ်တပ်ရဲ့ဆောင်ဖမ်းနာကိုခံခဲ့ရပါတယ်။ စိတ်ဝင်စားစရာတစ်ခုကအဲ့ဒီလိုအောက်ခြေလူတန်းစားကြားပြန့်ခိုင်းသားတွေရဲ့လွယ်ရေးထဲမှာတော့ထိုင်းဘက်ငွေသိန်းချီငွေသားကြီးအထုတ်လိုက်တွေပါနေခဲ့တာပါပဲအဲ့ဒီအချိန်ကနေစလို့ KK ဘက် area အလုံးမှာရှိတဲ့လူကြီးရေထောင်နဲ့တောင်နဲ့ချီရဲ့ကြားပြန့်အလို့သမားတွေဟာခရီးဆောင်အိကျောပို့အိနဲ့အတူပုံစံမျိုးစုံနဲ့လူတွေကိုမြောက်ရီမျိုးအနှံပြဟိုတစုဒီတစုနဲ့စပြီးမြင်လာရတော့တာပါပဲအော်တိုဘာလ22ရက်နေ့ကနေစပြီးတမျိုးလုံးကြားပြန့်အလို့သမားတွေနဲ့ပြည်နေတော့တာပါပဲဆိုပြီးဒေသခံတွေကပြောပြပါဗျာ အိတ်ကိုစီနာထွက်လာကြတဲ့ဇာပြတ်အလုသမားတွေကိုအစာချီထားတဲ့ပရွယ်စိတ်တွေတွင်းထဲကထွက်လာတယ်လို့ပဲဆိုပြီးမြားရီမျိုးကန်အမျိုးသားတယောက်ကခိုင်းနှိုင်းပြောပြတာကိုလည်းကြားသိရပါဗျ။ဒီလိုကေကေဘတ်ကဇာပြတ်အလုသမားတွေအတီးတီးထွက်ပြေးကြတဲ့ခါမှာတော့ကရင်ပြည်နယ်မြားရီမျိုးကေကေဘတ်ထဲကဇာပြတ်လုပ်ငန်းလုပ်ကင်နဲ့အဆောက်အုံတချို့ကိုစစ်တပ်နဲ့ကရင်နယ်ခြားစောက်တပ် BGF တို့ပူးပေါင်းပြီးအော်တိုဘာလ23ရက်နေ့ညနေ6:00နာရီလောက်မှာဖောက်ခွဲဖြက်စီးခဲ့တယ်လို့ BGF ဘက်ကသတင်းရင်းမြစ်တစ်ခုကပြောပြပါဗျာ။ ထို့အတူဒေသခံအခြေစိုက်သတင်းတွေမှာလည်း23ရက်နေ့ညနေပိုင်းတုန်းက KK ဘတ်ထဲကကျေလောင်တဲ့ပောက်ကွဲသံတွေစားခဲ့ရပြီးအဆောက်အုံတချို့အပြင်းထန်မိခိုးတွေထွက်နေတာကိုမြင်ခဲ့ကြရပါတယ်ဆိုပြီးဖော်ပြကြပါတယ်။အောက်တိုဘာလ24ရက်နေ့မှာတရုတ်ကိုယ်စားလှယ်တချို့နဲ့အတူမြန်မာတပ်မတော်ဟာ KK ဘတ်ထဲမှာဝင်ရောက်စစ်ဆေးကြမယ်ဆိုပြီးမှလည်းသတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။အော်တိုဘာလ26ရက်နေ့ကနေ28ရက်နေ့အထိကျင်းပမယ်58ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီကြားဖြန့် online လိမ်လည်မှုလုပ်ငန်းတိုက်ဖြတ်ဖို့အတွက် တရုတ်ကမျှော်မှန်းထားတာကြောင့်အခုလိုကိုယ်စားလှယ်တွေလှုပ်ပြီးစစ်ဆေးခိုင်းတာလို့သိရပါဗျ။ KK ဘက်မှကြားဖြတ်လောက်ခိုင်ပြီးနေကြတဲ့လူပေါင်းထောင်ထဲကြီးဟာမြောက်ရီက20ဖြတ်ကျော်ပြီးမဲဆောက်ခရိုင်ကိုထွက်ပြေးလာခဲ့ကြတာဖြစ်ပြီးတရားမဝင်နီလန်းပေါင်းစုံနဲ့ထိုင်းနိုင်ငံထဲရောက်အောင်ဂျိုးပန်းနေကြတယ်လို့ဆိုပါရယ်။လက်ရှိအချိန်ထိုင်းနိုင်ငံလာဝကရဲ့ထုတ်ပြန်ချက်အရလက်ရှိအောက်တိုဘာလ24ရက်နေ့အချိန်ထိထိုင်းနိုင်ငံကိုဝင်ရောက်လာကြတာလူပေါင်း1000ကျော်ရှိပြီဖြစ်ပြီးအရေးအတွက်ဟာလည်းဆက်လက်မြင့်တက်နေသေးပဲလို့ ခေါ်ဆိုအင်္ဂလိပ်ထိုင်းသတင်းမီဒီယာကဖော်ပြထားပါတယ်။အခုထွက်ပြေးလာသူတွေထဲမှာအိန္ဒိယနိုင်ငံသား399ယောက်နဲ့အများဆုံးဖြစ်ပြီးဒုတိယအများဆုံးကတော့တရုတ်နိုင်ငံသား148ယောက်ဖြစ်ကြပါတယ်။ဒါ့အပြင်ဗီယက်နမ်၊ဖိလစ်ပိုင်၊အီသီယိုးပီးယား၊ပါကစ္စတန်၊အင်ဒိုနီးရှား၊နီပေါ်နဲ့ထိုင်းနိုင်ငံသား31ယောက်အပါအဝင်ကမ္ဘာတဝန်းကတခြားနိုင်ငံအသီးသီးကနိုင်ငံသားတွေလည်းပါဝင်တယ်လို့ဆိုပါတယ်။ လက်ရှိမှာနိုင်ငံသားသားရှိရာကျော်ကိုမဲဆောက်ခရိုင်ထဲမှာထိုင်းနိုင်ငံလုံခြုံရေးအာဏာပိုင်တွေကဖွင့်လှစ်ထားတယ်။ယာယီခိုလုံရေးစခန်းလေးခုမှာနေရာချထားပေးပြီးအဲ့ဒီစခန်းတွေကနေရာပြည့်လူဖြစ်နေခဲ့ပါပြီ။အဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်ဆုံကြပါမယ်။